သက်များအလုံးပဲမင်္ဂလာပါရှင်။မတ်လ29ရက်သမစ္စမပရိုင်တိုင်းမစ္စမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမချူချမ်းနဲ့အတူမစ္စမဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါ။ကြောက်ဆက်ခရိုင်တရင်တုံက CDM စေမှုရဲမေရိုက်နှက်ခံရမှုကိုစစ်ဆေးနေတယ်လို့ MOD ကပြောပါရစေ။ခက်တဲ့ဖက်ဆက်တော်လင်းရေးကာလအလွန်မှာပြည်သူကိုကာကွယ်ပေးတဲ့တမတော်ထူထောင်မှုဆန္ဒပြုကြောင်းအန်ယူဂျီကထုတ်ပြန်လိုက်ပါတယ်ရွေးကောက်ပွဲကျင်းပပြီးတော့အနိုင်ရတဲ့ပါတီကိုတာဝန်လွှဲပေးမယ်လို့စစ်ကောင်းဆောင်ပြောလိုက်ပြန်ပါတယ် အင်းလေးကန်ရေခန်းချောက်လာပြီးတော့ထိမ့်သိမ့်ပြဖို့အတွက်အနာပိုင်းတွေကိုဒေသခံတောင်းဆိုနေကြပါတယ်။ဘင်္ဂလားဒေ့ရှ်ကောင်းဆောင်ကပထမဆုံးအကြိမ်တရုတ်ပြည်ကိုသွားရောက်မှာဖြစ်ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေလဲနှုန်းနဲ့ရွှေဈေးတွေကိုပါစုစည်းတင်ဆက်ပေးသွားမှာပါရှင်။အခုနဲ့2025နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပပြီးတော့အနိုင်ရတဲ့ပါတီကိုတာဝန်တွေပြန်လွှဲပြောင်းပေးသွားမယ်လို့အာနာသိန်းစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလှိုင်ကပြောလိုက်ပါတယ်။ မနေ့ကမတ်လ26ရက်ကတမရဟောင်းဦးသိန်းစိန်အပါဝင်နေပြည်တော်မှာတက်မတော်နေတက်ရောက်မဲ့အငိမ့်စားတက်မတော်အရာရှိတွေကိုဗိုလ်ချုပ်မှုကြီးမြောက်လှိုင်ကကြောတဲ့အချိန်မှာအဲ့ဒီလိုပြောဆိုခဲ့တာဖြစ်တယ်လို့ဒီကနေ့မတ်လ28ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်ထားတဲ့သတင်းစာရီမှာဖော်ပြပါရယ်ရွှေကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာလတတိယအပတ်နဲ့သတို့ထပတ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တွေမှာလှုပ်ဖို့စီစဉ်ထားကြောင်းစစ်ကောင်စီခေါင်းဆောင်ကမတ်လ25ရက်နေ့ကနေပြည်တော်မှာလှုပ်တဲ့အစည်းအဝေးမှာပြောဆိုခဲ့တာပါ 2020ရွေးကောက်ပွဲအနိုင်ရပါတီမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေပါတီဝင်တွေကိုဖမ်းဆီးထားတဲ့စစ်ကောင်းဆောင်ကလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတရက်ကျင်းပမယ်ဆိုထားပါတယ်ရွေးကောက်ပွဲပြင်ပိုင်မဲ့ပြည်သူပါတီဥက္ကဋ္ဌဦးကိုကိုကြီးကတော့ရွေးကောက်ပွဲရလဟာစစ်တပ်နဲ့ထိတ်တိုက်ပြိပခပြစ်မဲ့ရလမျိုးဖြစ်လို့မရကြောင်းစစ်ကောင်စီကိုထောက်ခံဝါရဖြန့်နေတဲ့မြန်မာ Hard Talk ကိုမတ်လ24ရက်နေ့ကဖြေဆိုထားပါတယ်။ စက်ကောင်စီရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်တဲ့အပြင်ပြည်ပခန့်တွေကိုပို့ပြီးဆိုးရွားစေလိုက်မှာဖြစ်တဲ့အကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်ပြည်ရင်းပြည်ပကနိုင်ငံရေးအင်အားစုတွေကထောက်ပြမှုတွေရှိနေပါတယ်။လူတို့ထောက်ခံမှုအကန့်အမာရရှိထားတဲ့ဘယ်နိုင်ငံရေးပါတီကြီးတွေကမှစက်ကောင်စီစီမှာမှတ်ပုံတင်ထားတာမရှိပါဘူး။ ရွေးကောက်ပွဲလဲဝင်မှာမဟုတ်တဲ့အခြေအနေမှာဒီရွေးကောက်ပွဲဟာလူတို့ထောက်ခံမှုရရှိမှာမဟုတ်တဲ့အပြင်ဘလို့မှလွတ်လပ်ငြိမ်းချမ်းပြီးတော့ဒီမိုကရေစီကိုအမှန်တကယ်ဖော်ဆောင်ပေးနိုင်မှာမဟုတ်ကြောင်းလူ့ဘောင်တဲ့ဒီမိုကရက်တစ်ပါတီ DBNS တွဲဖက်အထွေထွေအတွင်ရင်မှုဒေါ်နှင်းနှင်းမွေးကပြောပါရတယ်။ ဗိုလ်ချုပ်မှုကြီးမြောက်လှရဲ့ရွေးကောက်ပွဲကျင်းပပြီးမယ်ဆိုတဲ့ပြောဆိုမှုဟာရုပ်တိမတန်ကြောင်းမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်သောမတ်စ်အန်ဒရူးကထိုင်းနိုင်ငံဘန်ကောက်မြို့ကထိုင်းပါလီမန်အဆောက်အုံမှာမတ်လ23ရက်နေ့ကကျင်းပခဲ့တဲ့မြမအရှိန်နဲ့နေဆက်လုံခြုံရေးဆွေးနွေးပွဲအခမ်းအနားမှာပြောကြားခဲ့ပါတယ်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာကစိတ်ကူးရင်နာဖြစ်ပြီးတော့အလွန်ဆိုးရိမ်ပွဲမတည်ငြိမ်တဲ့အခြေအနေမှာလောက်ပါကအနေရများတယ်လို့ Thomas Andrew ကသတိပေးထားပါတယ် NLD SNLD နဲ့ DPNS အပါအဝင်ပါတီဝင်40ကအာဏာသိမ်းစစ်ကောင်ဆောင်စစ်ကောင်စီရဲ့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် JUCC မှာမှတ်ပုံမတင်ခဲ့ကြပါဘူး။ကျန်းမာရေးပါတီအပါအဝင်နိုင်ငံရေးပါတီ90ကျော်ကတော့စစ်ကောင်စီစီမှာမှတ်ပုံပြန်တင်ထားပါတယ်။မြန်မာနိုင်ငံရဲ့ပြဿနာကို NLD ပါတီဥက္ကဋ္ဌဒေါန်ဆန်းစုတီနဲ့တွဲဆုံဆွေးနွေးမှုမရှိဘဲမပြေလည်နိုင်ကြောင်းနဲ့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုကြောင်း NLD ပါတီက2024ခုနှစ်ဩဂတ်လ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဒါပြအနာသိန်းစက်ကောင်စီဟာရွှေကောက်ပွဲကျင်းပပိုင်ခွင့်မရှိကြောင်းလဲ NUG အစိုးရနဲ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က2024ခုနှစ်ဒီဇင်ဘာ24ရက်နေ့မှာပူးတွဲကြေညာခဲ့ပါတယ်မြန်မာမှာမျိုးပေါင်း330တဲ့ကစက်ကောင်စီက108မျိုးကိုပဲစုမှုအုပ်ချုပ်ထားနိုင်တယ်လို့အန်ယူဂျီအစိုးရကဇန်နဝါရီ18ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ အဲ့ဒီမြို့နယ်အပေါင်း330ထက်က161မြို့နယ်မှာရွေးကောက်ပွဲပြုလုပ်နိုင်မယ်လို့2024ခုနှစ်ဒီဇင်ဘာ9ရက်နေ့ကရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီများတွေ့ဆုံတဲ့နေရာမှာကော်မရှင်ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ်ရှင် ခုဆက်လက်ပြီးတော့မြို့သားညညရဲ့အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ကိုကဲမှုအောင်မှရှိတဲ့ကြောက်ဆဲခရိုင်တယင်း၃က CDM ဒုနာပြုရဲမေမရင်မောအောင်ဟာတယင်းကနေနှုတ်ထွက်ခွန့်တောင်းတာကိုအကြောင်းပြုပြီးတော့တယင်းမှုကသူ့ကိုရိုက်နှက်တာလုပ်ခဲ့တယ်လို့ Shield Women Organization အဖွဲ့ကပြောပါရယ်ဒီမှုကိုကာဝေးရုံးဝန်ကြီးဌာန MOD စစ်ရေးချုပ်ရုံကစစ်ဆေးနေတယ်လို့လဲ MOD ဒုတိယအတွင်းဝဦးမမောင်ဆွေကမစ္စမကိုဒီကနေ့မတ်လ29ရက်နေ့မှာပြောပါရယ်အသေးစိတ်ကိုတော့ပြောကြားခြင်းမရှိသေးပါဘူး စီရီယမ်တူနာပြုတ်ကြောက်ဆက်ခရိုင်တရင်တုံဆေးမှုရဲမေမရံမအောင်ဟာမိသားစုနဲ့အတူတော်လင်းရေးဆက်လုပ်ပြီးတော့တရင်ကနေနှုတ်ထွက်ခွင့်ပြုဖို့တရင်ကို၃ချိန်စာတင်ထားပြီးမဲ့အကြောင်းမပြန်တာကြောင့်ဆေးရဲချုပ်ရုံကိုနှုတ်ထွက်စာတင်ခဲ့တယ်လို့ဆိုပါတယ်ဒီလိုဆေးရဲချုပ်ရုံကိုနှုတ်ထွက်စာတင်တာကြောင့်မရံမအောင်ကိုထိမ့်သိမ်းထားဖို့ဝန်ကြီးဌာနကနေနှုတ်မိတ်ပေးတယ်ဆိုပြီးတော့မတ်လ၁၈ရက်နေ့ညမှာတူတော်ဝန်ကြတဲ့နေရာကနေတရင်ကိုအင်အားသုံးခေါ်ဆိုခဲ့ပြီးတဲ့နောက် မတ်လ16ရက်နေ့မှာတော့တန်းစီကွင်းမှာကြိမ်တန်းပေးပြီးတော့6ပေါက်မှာတခြားအပြစ်ပေးခံရတဲ့ရဲဘော်တွေနဲ့အတူအချုပ်3ရက်ထည့်ခဲ့တာဖြစ်တယ်လို့ Shield Women Organization အဖွဲ့ဒုတိယဥက္ကဋ္ဌဒေါ်မိုးသိန်းစီကပြောပါရတယ်။အဲဒီနောက်မတ်လ22ရက်နေ့မနက်မှာပြန်လှုပ်ပေးခဲ့တယ်လို့ဆိုပါရတယ်။ကျလို့ပြလိုက်တဲ့မတ်လ22ရက်နေ့မနက်ပိုင်းတန်းစီတဲ့အချိန်မှလဲကြိမ်တန်း၃ချက်ထပ်ပြီးခံခဲ့ရတယ်လို့သိရပါဗျ။ အဲ့နောက်မရှင်မောင်အောင်ကိုတရင်နဲ့မှအကျဲချုပ်ချထားခဲ့ပြီးတော့သူ့ရဲ့ဖုန်းနဲ့မှတ်ပုံတဲတွေကိုသိမ်းယူထားခဲ့တယ်လို့ဒေါ်မိုးသက်စီကပြောပါရယ်။ရိုင်းနှက်ခံရမှုကြောင့်မရှင်မောင်အောင်ရဲ့ပေါင်နဲ့ခြေသလုံးတွေမှာညိုမဲဆွဲဒဏ်ရာတွေရရှိခဲ့ပြီးလက်ရှိမှာလည်းစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကိုခံစားနေရကသူ့ကို NUG ပြန်ပအဖွဲ့အစည်းတွေကဝိုင်းဝန်းပြီးတော့အလုံခြုံရေးယူပေးထားတယ်လို့သိရပါရယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့နှစ်နာသူမရမွန်အောင်ကိုလုံခြုံရေးစိတ်ကျန်းမာရေးဝန်ဆောင်မှုနဲ့လူမှုရေးအထောက်ပံ့တွေပေးဖို့ပါဝင်ပတ်သက်တဲ့သူတွေကိုစုံစမ်းပြီးတော့ဥပဒေအရအရေးယူပေးဖို့အတွက် Shield Women Organization အဖွဲ့က March 26ရက်နေ့မှာတောင်းဆိုထားပါတယ်ကျောက်ဆက်ခရိုင်တရင်တုံးဟာမူမိတ်ခရိုင်တရင်တုံး95တပ်မှတ်တရင်ကျောက်ဆက်စစ်တောင်းကနေ2024ခုနှစ်အောက်တိုဘာတရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျောက်ဆက်ခရိုင်တရင်တုံးအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။ မရှင်မောင်ဟာမိုးမိတ်ပြည်သူစေယုံကနေ2021ခုနှစ်အာနာသိန်းကလေးကစီရီယမ်လောက်ထားတဲ့သူနာပြုဆရာမတယောက်ဖြစ်ပြီးတော့2022ကစပြီးတော့မိုးမိတ်ခရံအမှတ်၁စစ်တေသတက်ရင်အမှတ်၅တက်၅ကျောက်ဆယ်စစ်ကြောင်းမှာစေမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါပါတယ်ရှင် ပြည်သူလူထုရဲ့အသက်အဝိုင်းစီစဉ်ကိုဖျက်ဆီးနေတဲ့အာဏာသိမ်းစစ်ကောင်စီကိုနိုင်ငံအနှံ့တော်လန်တိုက်ခိုက်နေမှုကိုခေတ်သက်ဖက်ဆက်တော်လှန်ရေးလို့ရည်ညွှန်းပြီးတော့အဲ့ဒီကာလအလွန်မှာပြည်သူကိုအလေးထားကာကွယ်ပေးတဲ့ပြည်သူတပ်မတော်အဖြစ်ထူထောင်ဖို့မျှော်မှန်းဆန္ဒပြုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်ဒီကနေ့မတ်လ29ရက်နေ့မှာကြာရောက်တဲ့280ပြည့်ဖက်ဆက်တော်လှန်ရေးနေ့အခမ်းအနားကိုပေးပို့တဲ့တဝန်လွှမ်းမှာအန်ယူဂျီကဒီလိုဖော်ပြထားတာဖြစ်ပါတယ်။ အတိတ်သမိုင်းမှာမြန်မာပြည်သူတရက်လုံးရဲ့လွတ်လပ်ခွင့်အချုပ်ချာအာဏာပိုင်ဆိုးခွင့်တွေကိုလက်နက်နဲ့အနိုင်ကျင့်ပြီးတော့နေမြေချက်ထွင်သိမ်းပိုက်ခဲ့ကြတဲ့နေချက်ဖက်စစ်တပ်တွေကိုတိုင်းသားပြည်သူတရက်လုံးရဲ့ပူပေါင်းတွန်းလှန်တိုက်ခိုက်မှုနဲ့အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ကြောင်းအန်ယူဂျီကဆိုပါတယ်လက်ရှိမှာတိုင်းဒေသပြည်သူတွေရဲ့အခွန်ဘဏ္ဍာနဲ့တိစောက်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးရန်နေရာကိုစစ်တပ်ကအာဏာလုယူပြီးတော့ပြည်သူလူထုရဲ့အသက်အိုအိမ်စီးစိမ်ကိုကာကွယ်ရမယ့်စစ်တပ်ကနေရန်ပြုတ်ချင်းချောက်ဖျက်ဆီးနေတဲ့ဖက်စစ်စစ်တပ်အသွင်ကိုကူးပြောင်းလာခဲ့ကြောင်းအန်ယူဂျီကဖော်ပြပါရယ် ဒီ facet စစ်တပ်ကိုတိုင်းသားပြည်သူတရက်လုံးကနေရာအနှံ့တော်လှန်နေကြပြီးတော့လက်ရှိကာလကိုခက်တဲ့ facet တော်လှန်ရေးကာလလို့ရည်ညွှန်းရမှာဖြစ်တဲ့အကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်မကြမီကလာမှာပြည်သူတွေအလုံးအောင်ဝဲတွေစုခုနိုင်ပြီးတော့အစ်စ်ပြန်လဲတီဆောင်မဲ့ဖက်ဒရယ်တက်မတော်ကိုဖက်ဆက်တရေဇိုးကင်းစင်ပြီးတော့ပြည်သူကအလေးထားကာကွယ်ပေးတဲ့ပြည်သူတက်မတော်တရက်အဖြစ်ထူထောင်နိုင်ဖို့မျှော်မှန်းဆန္ဒပြုကြောင်း NUG ကပေးပို့ထားပါတယ် ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်တဲ့နှစ်ရွှေဆယ်ပြည့်ဖက်စစ်တော်လှန်ရေးနဲ့တုံ့ဝန်လွှာမှာလဲမြန်မာပြည်သူလူထုဟာဖက်စစ်ဂျပန်တွေကိုမြန်မာမျိုးပေါ်ကနေအပီးတိုင်တိုက်ထုတ်နိုင်ခဲ့ပြီးမဲ့မိမိနိုင်ငံနဲ့မိမိလူမျိုးအပေါ်မှာလူမဆန်တဲ့လုပ်ရက်တွေနဲ့ဖိနှိပ်အုပ်ချုပ်နေတဲ့အကြမ်းဖက်ဆက်အနာရှင်စနစ်စိုးလက်အောက်မှာဒီကနေ့အချိန်ထိရုန်းကန်နေရဆဲဖြစ်တဲ့အကြောင်းဖော်ပြထားပါတယ်ရှင်။ မြန်မာနိုင်ငံအောက်ပိုင်းကနေအထက်ပိုင်းကိုဆက်သွယ်ထားတဲ့ပသိမ်မုံရွာလမ်းတလျှောက်အရာရီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းကမြို့နယ်တချို့မှာအခု2025ခုနှစ်အတွင်းတော်လင်းရေးတက်တရက်ထိုးစစ်အရှိန်အဟုန်မြင့်လာပြီးတော့တိုက်ပွဲတွေဖြစ်နေပါတယ်။အရာရီတိုင်းထဲမှာပသိမ်မုံရွာလမ်းဖြတ်သွားတဲ့လေးမျက်နှာရေကြီးငတိုင်းချောင်းဂွန်းကောက်မြို့ပတ်ဝန်းကျင်တွေမှာမတ်လလယ်ကစပြီးတော့အရခတ်တက်တော် AA ဦးဆောင်တဲ့တော်လင်းရေးတက်ပွဲတွေနဲ့စစ်ကောင်စီတက်တို့ကြားတိုက်ပွဲပြင်းထန်နေပါတယ်။ ဘူဂိုင်းတဲမှာဆိုရင်လည်းပသိမ်မုံရွာလမ်းနဲ့ဗရောင်းတောင်ကုတ်လမ်းရဲ့လမ်းစုံတွေရာဥရှိပင်မြို့ရဲ့အနီးညောင်စိုးကြီးရွာမှာလည်းအေးရဲ့ထွေးဆက်ရှိနေပြီးတော့ဥရှိပင်မြို့ဘက်ကနေစစ်ကောင်စီတပ်ကအင်အားဖြစ်တင်ပြီးတော့စစ်ပြန်ထားပြီးဖြစ်ပါတယ်။ညောင်စိုးအနီးရောက်နေပြီးဖြစ်တဲ့အေးရဲ့ထွေးဆက်ဟာဥရှိပင်မြို့ကိုမလွဲမသွေရောက်လာနိုင်တယ်လို့လည်းဒေသခံတွေနဲ့ဒေသရင်းတော်လင်းအင်အားစုတွေကခန့်မှန်းထားကြပါတယ်။ ။ပဲခူးတိုင်းကနေအထက်ကိုဆက်တက်သွားတဲ့အခါမှာမကွေးတိုင်းငဖဲပြုံနယ်ပဒန်းကျေးရွာဟာပသိမ်မုံရွာလမ်းမိုက်နဲ့ MAE လမ်းစုံရလမ်းစုံမှာတည်ရှိနေတာဖြစ်ပါတယ်။လက်ရှိမှာတော့မကွေးတိုင်းဟာတော်လင်းရဲတပ်တွေနဲ့အေအေပူးပေါင်းတပ်တွေဟာအမ်ဘဒန်လမ်းမိုက်မှာထိုးစစ်ဖော်ဆောင်နေတာရှိသလိုပသိမ်မုံရွာလမ်းမိုက်လုံခြုံရေးကိုလည်းသတိပြုဖို့တိုက်တွန်းထားပါတယ်။ပသိမ်မုံရွာလမ်းဟာစစ်ကောင်စီတပ်အတွက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အောက်ပိုင်းစစ်လက်နက်လွင်အားထောက်ပို့တဲ့နေရာမှာအရေးပါတဲ့လမ်းကြောင်းဖြစ်တယ်လို့စီရီယံဘူဂျီစင်ရောကပြောပါတယ်။ နောက်ပြည်အရေးလမ်းကြောင်းဟာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်ဆက်ယုံတွေအတွက်ကုန်းချမ်းကုန်ချောဖလဲပို့ဆောင်တဲ့နေရာမှာအရေးပါတဲ့လမ်းကြောင်းဖြစ်ပါတယ်စစ်ကောင်စီတပ်ကဒီလမ်းကိုအသုံးပြုပြီးတော့ဆင်အားဖြစ်တင်းတာတွေလုပ်နေတယ်လို့အရာရီတိုင်းဒေသခံတယောက်ကလည်းပြောပါရယ်။ဒါအပြင်ပသိမ်မုံရွာလမ်းမိုင်းဟာရခိုင်ပြည်နယ်နဲ့နိုင်ငံအတွင်းပိုင်းကတိုင်းနယ်ပြည်နယ်တွေကြားနယ်နိမိတ်ချားထားတဲ့လမ်းမိုင်းတစ်ခုလည်းဖြစ်ပါရယ်။ ဒီလမ်းမတက်လျှောက်နယ်မြေစိုးမိုးရေးဖော်ဆောင်ထားနိုင်မှာတော်လင်းရင်အားစုဘက်ကစိုးမိုးထားနိုင်မှာပဲရခိုင်ပြည်နယ်တဲကိုလာမဲ့စက်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းအလုံးကိုဖျက်တောက်ထားနိုင်မှာဖြစ်တယ်လို့ဗဟိုတိုင်းထက်ကတော်လင်းရင်တက်ဖွဲ့ဝင်တယောက်ကပြောပါရယ်တိုက်ပွဲတွေလည်းပိုပြီးတော့ပြင်းထန်လာနိုင်တယ်လို့သတိပေးချက်တွေရှိနေပါရှင် အခုဆက်လက်ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာရှိတဲ့အင်းလေးကဟာအခုနွေရာသီရဲ့အပူချိန်ကြောင့်ရေရှက်ခန်းချောက်လာတဲ့အပြင်ပေးခဲ့တဲ့ရေကြီးမှုအတွက်မှာတင်ကျပ်နေတဲ့နှုံးမြေတွေကြောင့်မြေသားတို့မြစ်တက်ကဒေသခံတွေသွားရေးလာရေးခက်ခဲနေကြပါတယ်။အစိုးရအနေနဲ့စီမံချက်ချမှတ်ပြီးတော့အင်းလေးကံကိုထိမ့်သိမ်းပေးဖို့လိုအပ်နေပြီးဒီလိုမှမဟုတ်ရင်နောက်နှစ်30လောက်မှာတိမ်ကောပြက်စီးသွားမယ့်အနေအထားမျိုးဖြစ်နေတယ်လို့ Save the Inle Lake အထွေထွေအတွင်းရေးမှူးဦးခင်မောင်လက်ကပြောပါတယ်။ လက်ရှိအလေးကံမှာရေလုံးဝခန်းချောက်နေတဲ့အခြေအနေမျိုးမဟုတ်ပေမဲ့ကုန်းချောင်းသွာလာဖို့မဖြစ်နိုင်သလိုဆက်လီနဲ့သွာလာဖို့လည်းခက်ခဲနေတယ်လို့ဆိုပါရယ်။ဖောင်တော်ဦးဖျားနီးမှာရှိတဲ့ဟဲရရွာမှရွာလိုရေလေရွာတွေမှာလက်ရှိမှာရေလုံးဝခန်းချောက်နေပြီးတော့ဖျားပတ်ဝန်းကျင်မှာဆက်ရန်နေရာနဲ့တူထားတဲ့နေရာတွေမှာပဲရေသုံးပေကနေလေးပေအနက်ရှိပြီးတော့ဆက်လီနဲ့သွာလာနိုင်တဲ့အနေအထားရှိပေမဲ့လာမယ့်လတွေမှာအဲ့ဒီနေရာတွေမှာခန်းချောက်သွားနိုင်တယ်လို့ဒေသခံတွေကဆိုပါရယ်။ အရင်နှစ်တည်းမှာဧပြီလလယ်လောက်မှစပြီးတော့ရေခမ်းချောက်မှုကိုကြုံတွေ့ရပြီးမဲ့အခုနှစ်မှာတော့ခမ်းချောက်မှုကဆောလာတယ်လို့ဒေသခံတွေကပြောပါတယ်အင်းလိကဟာမြောက်ကနေတောင်ကိုရေစီးပြီးတော့1990 92ခုနှစ်တည်းမှာကံရက်တောင်ဘက်ညောင်ရွှေမြို့နယ်မြောက်ဘက်မိုးပြဲဆယ်အကြားအနေအမြင့်ကွာဟာမှုက၁၈ပေရှိခဲ့ရာကနေ2015ခုနှစ်မှာတော့24ပေအထိမြင့်တက်လာခဲ့တယ်လို့သိရပါဗျာ ဒါပြင်မနှက်ကရေကြီးမှုကြောင့်မြောက်ပိုင်းမှာမြေသားဒုသုံးပေလောက်မြင့်တက်လာတာကြောင့်လက်ရှိတောင်မြောက်အနည်းမြင့်ကွာဟမှုကပိုပြီးများလာနိုင်တယ်လို့ဥက္ကမလကပြောပါရယ်ဒီနှုံးမြင့်ကွာဟမှုကိုဖြေလျှော့ပေးဖို့လိုတယ်လို့လည်းသူကဆိုပါရယ်ဒါပြင်အလေးကအနောက်ဘက်တောင်တန်းတွေမှာထင်းနဲ့မီးသွေးအတွက်သစ်ပင်ခုတ်လှဲတာစနစ်မကျတဲ့ရွှေပြောင်းတောင်ရစိုက်ပျိုးမှုတွေကြောင့်သစ်တော်ပြုံးတိပြီးတော့ငွေရတီမှာနှုံးမြေတွေကကန်ထဲကိုစီးဝင်လာတာကလည်းမြေသားတို့မြင့်တက်မှုရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်လာတယ်လို့ဆိုပါရယ် 2024ခုနှစ်စက်တဘာ17ရက်နေ့ကစပြီးတော့၃ဘက်လောက်ရေကြီးနှမြုပ်မှုဖြစ်ပွားခဲ့တဲ့အင်းလေးဒေသကရွာပေါင်း290လောက်ဟာရေနှမြုပ်ခဲ့ပြီးတော့ခရမ်းချင်းသီးနဲ့စပားဆိုင်ခင်းတွေပျက်စီးခဲ့ရပါတယ်။ရေပြန်ကျပြီးတဲ့နောက်မှာနှုံးမြေတွေကြောင့်ရေတန့်ရှင်းမှုမရှိတော့သလိုဟဲရရွာမှာတောင်ချေကျွန်းစင်ကြီးအင်းတိန်နဲ့ရေနွေစတဲ့ကြေးရွာတွေကစပားဆိုင်ခင်းအေကရှာနေချီဟာနှုံးမြေဝင်ရောက်မှုကြောင့်စပားခင်းတွေပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကလည်းသိရပါတယ်ရှင်။ ဒါတော့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့ဆက်ချင်ပါတယ်အိန္ဒိယအိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ကပထမဆုံးအကြိမ်တရုတ်ပြည်ကိုသွားရောက်မှာဖြစ်ပါတယ်ကိုဆိုင်ခက်ကဆက်လက်တင်ဆက်ပေးမှာပါရှင်အိန္ဒိယအိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေချိန်ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်မိုဟာမက်ဂျူနုဟာတရုတ်နိုင်ငံကိုပထမဆုံးနိုင်ငံတော်အလဲပတ်ခီးစဉ်ဖြစ်ဗုဒ္ဓုံးနေမှာသူ့အိမ်ဆောင်အစိုးရအတွက်မိတ်ဆွေတစ်ရှာဖွေဖို့ဘေကျင်းကိုသွားရောက်မှာဖြစ်ပါတယ် အသက်84နှစ်အရွယ်နိုဘယ်ဆုရှင်ဟာတောက်ကြာနေမှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံမှာဖြစ်ပြီးစနေနေ့ပြန်မလာမီမှာတခြားအဆင့်မြင့်ခေါင်းဆောင်အများပြားနဲ့လည်းတွေ့ဆုံမှာဖြစ်ပါတယ်။အာနာရှင်ဝန်ကြီးဟောင်းရှိခ်ဟာစီနာအစိုးရကိုဖြုတ်ချပြီးလွန်ခဲ့တဲ့ဩဂတ်စ်လမှာယူနော့ဘင်္ဂလားဒေ့ရှ်နိုင်ငံခေါင်းဆောင်အနေနဲ့တာဝန်ယူခဲ့တာဖြစ်ပါတယ်။ကျောင်းသားတွေခေါင်းဆောင်နဲ့ဆန့်ကျင်အောင်ကြွမှုအပြီးရှိတ်ဟာစီနာဟာနယူးဒေလီမြို့ကိုထွက်ပြေးသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာဟာစီနာအစိုးရရဲ့အကြီးဆုံးကျေးဇူးရှင်နိုင်ငံဖြစ်ပြီးသူပြုတ်ကျသွားခဲ့တာကြောင့်နေဆက်ဖြတ်ကျော်ဆက်ဆံရေးတွေအားလုံးကတောင်ကတင်ဖြစ်သွားခဲ့ပါတယ်။မိုဟာမက်ယူနော့ဟာသူ့ရဲ့ပထမဆုံးနိုင်ငံတော်ခီးစဉ်ဖြစ်တရုတ်နိုင်ငံကိုရွေးချယ်လိုက်ပြီးဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့သတင်းစကားကိုပါလိုက်တာလည်းဖြစ်ပါတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနထိပ်တန်းအရာရှိတူဖြစ်တဲ့မိုဟာမက်ဂျာရှင်ဦးဒင်ကအင်္ဂါနေ့မှာသတင်းထောက်တွေကိုပြောပါရယ်။ ခီးစဉ်တွင်နှစ်နိုင်ငံအကြားစီးပွားရေးနှီးပညာအကူအညီယဉ်ကျေးမှုနှင့်အားကစားပူးပေါင်းဆောင်ရွက်ရေးမီဒီယာလုပ်ငန်းလက်တွဲဆောင်ရွက်ရေးဆိုင်ရာစာချုပ်အများအပြားကိုလက်မှတ်ရေးထိုးကြားလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ခီးစဉ်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ရောက်ရှိနေတဲ့များပြားလာတဲ့ရိုဟင်ဂျာဒုက္ခသည်အရေးကိုလည်းဆွေးနွေးလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ယူနိုဟာတရုတ်စီးပွားရေးခေါင်းဆောင်တွေနဲ့ယင်းနှိမ့်မြုပ်နှံမှုဆွေးနွေးပွဲကိုလည်းတက်ရောက်မှာဖြစ်ပြီး ဘေကျင်းတက္ကသိုလ်ကချီးမြှင့်မဲ့ဂုံတူးဆောင်ပါရဂူဘွဲကိုလည်းလက်ခံရယူမှာဖြစ်ပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုံရွှေဈေးနဲ့စောင်းစီဈေးတွေကို တင်ပြပေးပါမယ်။ဒါကြတော့မင်းစမသတင်းတောက်ကိုမြတ်သူရာကစူးစိတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုံတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ 2100ကျပ်ပြင်ပပေါက်စီ2460ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1590ဒသမ55ကျပ်ပြင်ပပေါက်စီ3334ကျပ်ယူရောပတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1269ဒသမ58ကျပ်ပြင်ပပေါက်စီ2803ကျပ် ခိုင်ဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ67.86ကျံပြင်ပပေါ့စေ131.62ကျံအလေးရှာတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ483.93ကျံပြင်ပပေါ့စေ1008ကျံပေါ့စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ။နောက်ဆုံးရပြည်တွင်ရွှေစင်းလုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ56သိန်း1000ကျပ်၊ပြင်ပပေါက်စေ69သိန်း8000ကျပ်၊15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ52သိန်း9395ကျပ်၊ပြင်ပပေါက်စေ65သိန်း9000ကျပ်ပေါက်စေရှိပါတယ်။ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းလုံးတွေကတော့ ဒီဇယ်တလီတာကို2600ကျပ်ပရီမီယံဒီဇယ်တလီတာကို3215ကျပ်အော်ဒိတ်92တလီတာကို2960ကျပ်အော်ဒိတ်95တလီတာကို3045ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာ အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6855ကျပ် ပြင်ပပေါက်စီတထောင်ကြာပေါက်စီရှိပါတယ်။ပေါ်ပြပါဇင်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမစမပရိုင်တိုင်းမစမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီစီစဉ်ကိုတော့ကျမတူချမ်းကစူးစိတင်ဆက်ပေးခဲ့တာပါ။ The Mizoma Prime Time တဲ့အစီအစဉ်ကိုနေ့စဉ်တိုင်းတိုင်းလာနေကနေတောက်ကြနေအထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့အညာချမ်းဖြစ်ကြပါစေရှင်။